အဲကျွန်တော်ကတော့ဟိုကုကုကုဟိုလိန်မာတယ်လို့တော့ကျွန်တော်မတတ်မှတ်ပါဘူးအာကျွန်တော်အများကြီးစူးစမ်းဖို့လိုပါသေးတယ်ဗျအဲအမှန်တမ်းပြောလို့ရှိရင်ခေါ်ရတယ်အဲဘယ်လိုပြောရမလဲကျောင်းမှာတော့ခုနကကျွန်တော်ပြောတဲ့အထက်မှာလည်းပါပါတယ်ဟိုလိန်မာတဲ့အထက်မှာတော့မပါဘူးတခါတလေအဲ့လိုမိပါတယ်ဗျခေါ်ရတာမျိုးရှိတယ်ဟမ်အဲ့လိုပေါ့အဲကျွန်တော်တည်တဲ့လောက်ဆိုလို့ရှိရင်တော့တော်တော်များရှိပါတယ်ရှိပါဟိုညံလင်းအောင်ညံလင်းအောင်လေအစိုးရညံလင်းအောင်ဆိုလို့ရှိရင်လည်းသူလည်းကျွန်တော်တို့နဲ့ ဟိုတနစ်သေးပဲပေါ့နော်တနစ်သေးပဲပြီးတော့ကျွန်တော်ねတငယ်ချင်းလည်းဖြစ်တဲ့အဒီနိုအဒီနိုလေအဒီနိုဆိုလို့ရှိရင်လည်းကျွန်တော်တို့ねဒါတနစ်သေးပဲညံလင်းအောင်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ねတနစ်သေးပဲပြီးတော့ TTC မှာတခြားဟိုတတီစီကျောင်းလေးထွက်တယ်တခြားသောအမှုပညာရှင်တွေအများကြီးလည်းရှိကြပါသေးတယ်ဟုတ်ကဲ့ဟုတ်ကဲ့ငငယ်တော့ဆိုလို့ရှိရင်တော့ဟိုဘယ်လိုပြောရမလဲကျောင်းတက်ရတာတော့ကျွန်တော်ကပျော်ရက်ထဲမှာပါပါတယ်ကျောင်းသွားရတာပျော်တယ် ်တကယ်ချင်းပေါင်းသင်းနဲ့တွေ့တယ်စာလဲသင်ရတဲ့အပေါ်မှာတော့တကယ်လို့မှဟိုပျော်ပါတယ်ခင်ဗျဟုတ်ကဲ့ဟုတ်အစားတော့ဟိုဟိုတော်ရက်ထဲမှာတော့မပါဘူးပေါ့နော်ဟုတ်ကဲ့ပါခင်ဗျာငငယ်တော့ပြဲเจ้าမှာတက်ခဲ့တယ်ကျွန်တော်ကငငယ်တော့ TTC မှာတက်ခဲ့တယ်ဟုတ်ကဲ့ TTC TTC ပေါ့နော် TTC မှာတက်ခဲ့တယ်အဲပြီးတော့ကျွန်တော်ဆယ်တန်းရောက်တော့ကျွန်တော်ကဟို EC ဘောရာဆောင်ကိုကျွန်တော်တွတ်တက်တယ်ဟုတ်အဲပြီးတော့ EC ဘောရာဆောင်ကထားတယ်ဟိုတာမွေ တစ်ပေါ့နော်တာဝန်တစ်အကြောင်းမှာအာကျွန်တော်ကဟိုဆယ်တန်းဖြေခဲ့တယ်ပေါ့ဟုတ်ကဲ့ပါအရင်ကစူးစမ်းခဲ့တာပေါ့အရင်ကတော့မစူးစမ်းခဲ့ဘူးပြန်လည်ပြောလို့ရှိရင်ကျွန်တော်ကစာတော်ရက်ထဲမှာတော့မပါပါဘူးပုံမှန်ပဲပေါ့နော်ဟိုပုံမှန်ဟိုအနေထားပဲရှိပါလားကြာဟုတ်ကဲ့ဟုတ်ပါပါတယ်ပညာရေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်မိဘတွေကတော့ဟိုဘယ်လိုပြောရမလဲဟိုတွန်းတဲ့ထဲမှာပါတယ်ဟိုဟိုဖြစ်မြောက်စေခြင်းတဲ့ထဲမှာပါတယ်အရင်ကခရီးဆိုင်ပါတယ်ဒါပေမဲ့ အဓိကတော့ကဲကဲရှင်နေရတော့ဒါကုကူတိုင်းဖြစ်တဲ့အတွက်ကြောင့်ဟိုကျွန်တော်ကတော့ဟိုမိပါတဲ့တွန်းနေဆိုပေမဲ့လေဟိုဘယ်လိုပြောအရင်ကြီးတော့ပုံလင်းပြောလို့ရှိရင်စူးစမ်းရတဲ့အထက်မှာတော့မပါဘူးပေါ့နော်အဲ့တော့ဟိုဟိုပေါ့ပေါ့ပွားလေးပဲဖြတ်တန်းဖြစ်ပါတာခင်ဗျဟုတ်ကဲ့ဟုတ်ကဲ့ဒီပဲလာခင်ဗျကျောင်းမှာလို့အေးလေးပဲထိုင်တာအဲ့ဒါဆော့လာတယ်အဲကျောင်းမှာတော့ကျွန်တော်ဟိုကုကူကူတော့အဲ့လိုအေးတဲ့ထက်မှာတော့ပါလို့ကျွန်တော်မမြင်မိပါဘူးအေးလည်းမအေးပါဘူးခင်ဗျဟုတ်ဟုတ်ဘယ်လိုနေရာကိုဆရာဝန်နေပါလိမ့်ဒီစီအဲကျွန်တော်မိပါတော့ ဟိုပညာရေးနဲ့ပတ်သက်ပြီးတော့ဟိုတူတုံတက်တိုက်ရှိတယ်ပေါ့နော်ဒါပေမဲ့ဘယ်လိုပုံစံမျိုးဖြစ်ရမလဲဆိုဆိုပြီးတော့ကျွန်တော်တို့ပြောတာမျိုးမရှိဘူးဆိုလိုချင်တာတော့ဆရာဝန်ဖြစ်ရမလဲအင်ဂျင်နီယာဖြစ်ရမလဲဘာဖြစ်ရမလဲညာဖြစ်ရမလဲဆိုတာမျိုးသူတို့သတ်မှတ်ထားတာမျိုးမရှိဘူးအဲဟိုပေါ့ပညာရေးနဲ့ပတ်သက်ပြီးတော့သူတို့အားပေးတာမျိုးရှိတယ်ဒါပေမဲ့ဒါကြီးပဲဖြစ်ရမယ်ဆိုပြီးတော့အဲ့လိုမျိုးဘောင်းခတ်ထားတာမျိုးဟိုတင့်ကျက်ထားတာမျိုးတော့မရှိပါဘူးကြာဟုတ်အဲအမေကတော့ ဟိုဘယ်လိုပြောရမလဲဟိုចောင်းတော့ဟိုဟိုလာဖြစ်တယ်ပေါ့နော်ဟိုဟိုဘယ်လိုပြောရမလဲဟိုဂယုဆိုင်ဖြစ်တယ်ပေါ့နော်ဆိုလိုချင်တာဟိုအနေတိုင်းကြီးတော့အချိန်တိုင်းကြီးတော့ရှိနေတာမျိုးတော့မဟုတ်ဘူးဟိုအကြောင်းလာပြီးတော့မှ queue site တာမျိုးတွေရှိတယ်ဆိုလိုချင်တာတော့အချိန်တိုင်းအချိန်တိုင်းနေ့တိုင်းနေ့တိုင်းတော့မဟုတ်ဘူးပေါ့ဟုတ်ကဲ့အဲဆရာဆရာမတွေနဲ့ဟိုပြန်တွေ့တာမျိုးတော့ရှိပါတယ်ပြန်တွေ့တဲ့အခါပြန်တွေ့တယ်ဆိုတော့ဗျာဆိုလိုချင်တာတော့ ဟိုဟိုတခါတလေမှာဟလာပွဲတွေပဲတွားရင်းထဲမှာဟိုကိုယ့်ရဲ့ဆရာသမားတွေနဲ့စုံနာမျိုးတွေကြုံနာမျိုးတွေရှိစီအခါကျလို့ရှိရင်တော့ချက်ချင်းပေါ့နော်စိတ်ထဲမှာဟိုဘယ်လိုပြောရမလဲခလေးလိုပြန်ဖြစ်သွားတာပေါ့နော်ဟိုပြန်ငယ်သွားသလိုခံစားရတယ်ဟိုချက်ချင်းဘယ်လိုပြောရမလဲ foreign ချက်တန်ခလေးလိုဖြစ်သွားတယ်ငါတွေ့ရတဲ့ဆရာဆရာမတွေဆရာမကမင်္ဂလာပါအာကျမရွှေလန်းပါစေအဲ့လိုမျိုးနှုတ်ဆက်ဖြစ်တယ်ပေါ့နော်ဟုတ်ကဲ့ဟုတ်အများကြီးပဲတကယ်ချင်းနေတော့အများကြီးရှိပါတယ်အဲပြီးတော့ခုနဟိုအမမေးစလို့ပေါ့နော်ဆရာဆရာမကြီးနဲ့တွေ့ပြန်လာဆိုဟို ဟိုចောင်းအလုပ်တဲ့ဟလာပွဲတွေမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့အတွေ့ပြတာမျိုးတွေစုံရတာမျိုးတွေတော့ရှိပါတယ်ခင်ဗျာဟုတ်ကဲ့ပါပါအဲအဲ့ဒါတော့ကျွန်တော်တေချာတော့မသိဘူးပေါ့နော်ဟိုဟိုဘယ်လိုပြောရမလဲအဲတက်နိုင်သလောက်ပေါ့တက်နိုင်သလောက်တော့ဆရာဆံမတွေကိုအပေါ်မှာအဲ့လိုမျိုးဘယ်လိုပြောရမလဲဟိုဘယ်လိုပြောရမလဲ ြည့်လို့မရတဲ့ပုံစံမဖြစ်အောင်တော့အတက်နိုင်ဆုံးစူးစမ်းပြီးတော့နေနေပါတယ်ဒါပေမဲ့ကျန်တဲ့အပိုင်းတော့ကျွန်တော်တေချာတော့မသိတော့ဟုတ်ငယ်ငယ်လေးတော့ကျွန်တော်မထိုင်ဘူးကျွန်တော်အဲ့လိုဟိုတန်ငယ်ချင်းတွေဘိုင်းနဲ့ဆော့တာမျိုးတွေပါရှိပါဟုတ်တက္ကသိုလ်တော့ကျွန်တော် distance တက်တာအဝေးသင်ပြီးနောက်တစ်ခုကကျတော့ကျွန်တော်ကဟိုဟိုအဝေးသင် distance လည်းဖြစ်တယ်ပြီးတော့ဟိုဒီဘက်မှာလည်းဒီအလုပ်တစ်ဖက်နဲ့ဆိုတဲ့အခါကျတော့အเจ้าကိုကျွန်တော်အမြဲတမ်းလို့လို့မသွားပြဘူးပေါ့နော် ဟုတ်ကဲ့ဟုတ်အဲ့လိုတော့မှတ်မှတ်ထင်ထင်ရတော့ဆရာဆမ်းမအတိုင်းတို့လို့ကျွန်တော်စိတ်ထဲမှာအများနဲ့မှတ်မှတ်ရရရှိပါတယ်။ဘာကြောင့်လဲဆိုတော့ဆရာဆမ်းမတွေအားလုံးကကိုယ့်ရဲ့တပည့်တွေအားလုံးကိုတေချာစေတနာမေတ္တာတွေဂရုဏာတွေနဲ့သင်ကြားပေးတဲ့အတွက်ကြောင့်ကျွန်တော်အနေနဲ့ကတော့ဟိုဆရာဆမ်းမတွေအားလုံးကကျွန်တော်စိတ်ထဲမှာအများနဲ့မှတ်မှတ်ရရရှိပါတယ်ပြ။အဲကျွန်တော်သိသလောက်ဆိုလို့ရှိရင်တော့တော်တော်များရှိပါတယ်။ရှိပါဟိုညံလင်းအောင်ညံလင်းအောင်လေအစိုးရညံလင်းအောင်ဆိုလို့ရှိရင်လည်းသူလည်းကျွန်တော်တို့နဲ့ဟိုတစ်နှစ်သေးပဲပေါ့နော်တစ်နှစ်သေးပဲပြီးတော့ ာကျွန်တော်နဲ့တငယ်ချင်းလည်းဖြစ်တဲ့အဒီနိုအဒီနိုလေအဒီနိုဆိုလို့ရှိရင်လည်းကျွန်တော်တို့နဲ့တက်နှစ်သေးပဲညံလင်းအောင်ဆိုလို့ရှိရင်လည်းကျွန်တော်တို့နဲ့တက်နှစ်သေးပဲပြော TTC မှာတခြားဟိုတ TTC ကျောင်းကနေထွက်တဲ့တခြားသောအမှုပညာရှင်တွေအများကြီးလည်းရှိကြပါသေးတယ်ဟုတ်ကဲ့ဟုတ်ကဲ့အပြောဖြစ်ပါတယ်ပြောဖြစ်ပါလေကဟုတ်ကဲ့ဟုတ်အဲဘလို့အကြောင်းမျိုးလေးပြောပြလဲဆိုလို့ရှိရင် ဟိုအကြောင်းတော့လို့ဘောလုံးကန်တဲ့အကြောင်းတွေပြီးဆော့တဲ့အကြောင်းတွေပေါ့နော်ကျွန်တော်တို့ကဟိုကျွန်တော်ပေါ့အတိအကျတခြားတငယ်ချင်းတွေတော့မပြောလို့ပါဘူးကျွန်တော်ကတော့ကျောင်းမှာတော့ဟိုစာတော်ရတဲ့အထက်မှာတော့မပါဘူးမပါတော့ကျစာအကြောင်းတော့မပြောပြဘူးဟိုဘယ်လိုပြောရမလဲဘောလုံးကန်တဲ့အကြောင်းတွေဆော့တဲ့အကြောင်းတွေပဲကျွန်တော်ပြောပြတာပေါ့ဟုတ်ကဲ့အဲအမှတ်တရတွေကတော့အများကြီးပါပဲဟိုပေါ့အဲဟိုကျောင်းမှာဆိုလို့ရှိရင်ကျွန်တော်တို့ကဘောလုံးကန်တော့မယ်ဆိုလို့ရှိရင်ဟိုဘောလုံးခွင်းကိုဥရတာမျိုးတွေရှိတယ်အခါကြလို့ရှိရင် အာတမသာအောင်ဆင်းတဲ့အချိန်ပေါ့နော်ဟိုခဏနားပြီးဆိုတာနဲ့ချက်ချင်းအဘလုံးခွင်းပြေးတာပြေးပြီးတော့မှဘလုံးခွင်းအရင်ဥတာပေါ့အရင်အရင်ဥတဲ့သူအရင်ရတဲ့အတန်ဘလုံးကန်ရတာဟုတ်ဆိုတော့အရင်အဲ့ဘလုံးခွင်းကိုရအောင်အရင်ပြေးရတဲ့ဟာလေးတွေပေါ့ဒါလေးတွေတော့ဒါပျော်စရာကောင်းတဲ့အမှတ်တရတွေပဲပေါ့ဟုတ်ကဲ့ဟုတ်အဲဟို ဘယ်လိုပြောရမလဲဥစ္စာပေါ့နော်ဟို generation အစ်စ်တွေအစ်စ်တွေအားလုံးဆိုတော့ကျွန်တော်နေနေရတော့ဟိုထူးချွန်နေဟလာအာလူတော်လူကောင်းလေးတွေဖြစ်စေချင်ပါတယ်တကယ်လို့မှတော်တော်လဲလဲနဲ့ပြီးဘူးတုဒရာရေလည်းကြွယ်ဝတဲ့သူမျိုးလေးတွေဖြစ်စေချင်ပါတယ်ခင်ဗျဟုတ်ကဲ့ဟုတ်အဲကျွန်တော်တို့ခေတ်တုန်းကလေဟိုမိဘတွေကတော့တာသမီတွေပတ်မိုးကြတာကြီးပါပဲဒါပေမဲ့ဟိုကျွန်တော်တို့ဟိုကျွန်တော်တို့ဟိုចောင်းတက်ခဲ့ရတဲ့အချိန်တွေတုန်းကတော့အခုလိုမျိုးဒီ international school တွေကတော့မပေါ်သေးဘူး အဲကျွန်တော်ထင်တယ်ကျွန်တော်တို့ဟိုစားပေါ့ကျွန်တော်တိတိလောက်ပြောတာပေါ့နော်ဟိုဘယ်လိုပြောကျွန်တော်တိတဲ့အချိန်တက်ကိုစောပြီးတော့လဲပေါ်တာမျိုးလဲရှိချင်လဲရှိမှာပေါ့ဆိုတော့ကျွန်တော်တို့တော့ဆိုလို့ရှိရင်အင်္ဂလန်နေရှင်အင်တာနက်ရှင်နယ်စကူးကျောင်းတွေကအရေးမပေါ်သေးဘူးပေါ်တဲ့ကျောင်းတွေဆိုလို့ရှိရင်လက်ချိုကြီးလို့ရတယ်အဲ့တော့များသောအဖြစ်ကတော့ဟိုရိုးရိုး state ကျောင်းမှာတက်ဖြစ်ကြတာများတယ်ပေါ့နော်အဲ့တော့မိဘတွေကတော့ကိုသားသမီးတွေကိုတော့ ဟိုဘယ်လိုပြောရမလဲသူတို့တက်နိုင်တဲ့တော့အဆောင်ကိုပတ်မှုပေးကြတယ်လို့ကျွန်တော်နေမြင်ပါတယ်ဗျအဲအမှန်တမ်းပြောလို့ရှိရင်တော့ခေါ်ရတယ်အဲဘယ်လိုပြောရမလဲကျောင်းမှာတော့ခုနကျွန်တော်ပြောတဲ့အထက်မှလည်းပါပါတယ်ဟိုလိမ်မာတဲ့အထက်မှတော့မပါဘူးတခါတလေအဲ့လိုမိပါတယ်ဗျခေါ်ရတာမျိုးရှိတယ်အဲအဲ့လိုပေါ့အဲတခက်တကယ်တော့တခက်တကယ်ဟိုဖြစ်လာတဲ့အခါကျတော့လေမိပါဆိုတော့လေဟိုစူရဲဆိုတာထက်ဒီအရာလေးကိုသူတို့ဘယ်လိုမျိုးအကောင်းဆုံးဖြေရှင်းပေးရမလဲဆိုတာစိတ်မျိုးနဲ့ပဲ ခါကျတော့လေဘယ်လိုပြောရမလဲဟိုစူရာမျိုးတော့မရှိဘူးပေါ့နော်။ဘာကြောင့်လဲဆိုတော့တကယ်တကယ်ကြုံဆုံလာပြီဆိုတဲ့အခါကျတော့စူလို့ရှိရင်လေစူရာကနောက်တစ်ခုထပ်ပြီးတိုးနေပါလေ။ဆိုတဲ့အခါကျတော့ဟိုစူရာမျိုးတော့မရှိဘူး။နောက်ခါလေးမဖြစ်အောင်ဆုံးမတာမျိုးရှိတယ်။အာကျောင်းကဆရာသမားတွေခေါ်တယ်ဆိုတော့လေတွားရတာပေါ့။အဲ့လိုမျိုးရှိတာပေါ့။တနေ့ကိုတစ်ချိန်တစ်ချိန်တော့ခေါ်ရတယ်။ရန်ဖြစ်လို့အမပြောတော့ပါဘူးနော်။ပြောတော့မဆုံးဘူးဆို။ဟိုအဲ့ဒါကျွန်တော်ပြောတာလေ။ကျွန်တော်လိမ်မာတဲ့ထဲမှာတော့မပါဘူး။ဟုတ်ဟုတ် ဒါပေမဲ့ဘယ်လိုပြောရမလဲအဲဆယ်တန်းဆယ်တန်းဖြည့်ပြီးသွားတဲ့နောက်ပိုင်းမှာတော့ဟိုကုတ်ကူကူပေါ့နော်ဟိုငါတက်နိုင်သလောက်တော့ဟိုဘယ်လိုပြောရမလဲကောက်ကောက်မမွန်လေးဖြစ်အောင်လေးလေးမမွန်လေးဖြစ်အောင်တော့စူးစမ်းပြီးနေမယ်ဆိုပြီးတော့ဟိုကုတ်ကူကူဟိုဟိုပြုတ်ပြင်လာဖြစ်တယ်ပေါ့ထိမ့်သိမ့်လာဖြစ်တယ်ပေါ့နိုင်သလောက်လေးပါပဲအရင်ကတော့လည်းမဟုတ်ပါဘူးပေါ့အဲကျွန်တော်ကတော့ဟိုကုတ်ကူကူဟိုလိန်မာတယ်လို့တော့ကျွန်တော်မတတ်မှတ်ပါဘူးအဲကျွန်တော်အများကြီးစူးစမ်းဖို့လိုပါသေးတယ်ဗျဟုတ်ပါ ကျွန်တော်ကဟိုကိုကိုကိုတော့အဲ့လိုမျိုးတော့ဟိုတတ်မှတ်ထားတာမျိုးတော့မရှိပါဘူးကိုဟိုနေတက်တလူလေးပဲအတဏ္ဍန်ဆုံးစူးစမ်းပြီးတော့နေပြတဲ့သဘောပါပဲโอเคကျွန်တော်ဟိုဘယ်လိုပြောရမလဲအများကြီးကျွန်တော်စူးစမ်းမှုတွေလေ့လာမှုတွေလုပ်ပါသေးတယ်ဗျโอเคအဲ့ဒါကလည်းလေဟိုကျွန်တော်ကဗျဆိုလိုချင်တာဟိုကိုပေါ့နော်ဟိုတဏ္ဍန်တလောက်လေးကျွန်တော်ဟိုဟိုဘယ်လိုပြောရသတိတွေထားပြီးနေဖြစ်တယ်ပေါ့နော်ဆိုတော့ကိုကိုကိုဟိုဒီ တော်တယ်လိမ်မာတယ်ကောင်းတယ်လို့ကျွန်တော်ကိုကိုဘယ်တော့မှမတတ်မှတ်ပါဘူးကျွန်တော်ဒီဟိုဆက်ပြီးတော့ကျွန်တော် လေ့လာရအောင်မယ်ကျွန်တော်ဆက်ပြီးစူးစမ်းရအောင်မယ်ကျွန်တော်ဆက်ပြီးတော့ပြုပြင်စရာတွေအများကြီးရှိသေးတယ်လို့ပဲကျွန်တော်အနေနဲ့ကျွန်တော်ကိုကိုကိုခံယူထားပါတယ်ဟုတ်ကဲ့ဟုတ်ဟုတ်ကဲ့ပါပြည်သက်များအားလုံးအမြဲတမ်းကိုစိတ်နဲ့ပါကျမ်းမာချမ်းသာကြပါစေလို့ဆုတောင်းပေးခြင်းပါတယ်အာပြီးတော့ဖြစ်ခြင်းနဲ့ကောင်းကျိုးလို့ရင်ဆန္ဒတွေလည်းပြည့်စုံပြည့်ဝကြပါစေလို့ဆုတောင်းပေးခြင်းပါတယ်ဗျဟုတ်ကဲ့